မင်းမင်္ဂလာပါရှင်။ကျွန်တော်ကတော့ I can be she ဆိုတဲ့ခေါင်းစဉ်လေးကို presentation လုပ်ပေးသွားမယ် Morning Grade 11မှာတောင်းလို့ကျောင်းသားများလည်းဖြစ်ပါတယ်။ပထမဆုံး presentation လေးမစတင်ခင်မှာအခုလို presentation လုပ်ခွင့်ပေးတဲ့ teacher တို့ကိုအထူးကျေးဇူးတင်တောင်းပြောကြားချင်ပါတယ်။ဘာလို့လဲဆိုတော့အခုလို presentation လုပ်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ပူပေါင်းဆောင်ရွက်နိုင်စမ်းတွေတိုးမြင့်လာတယ်။ကိုကိုကိုယုံကြည်မှုတွေမြင့်တက်လာတယ်။စက်တွေရင်မှာပုံမှန်ကျွမ်းကျင်လာတယ်။အခြေစီမံခက်ခွဲနိုင်စမ်းမြင့်တက်လာပြီးတော့ စေတနာပြုခြင်းနဲ့ကျန်းမာရေးပြုတက်လာရင်ဒီစေတနာ RDCA ဆိုတဲ့စကားလုံးကိုအထိပယ်များစွာရှိတဲ့အထက်မှာကျမတို့ဒီနေ့အလေးပေးပြောသွားမှာကတော့ပြည်သူတင်ကြားပေါ်ပြခြင်းဒါမှမဟုတ်အတိမတ်ပြုတမှုထားခြင်းဆိုတဲ့အကောင်းဆုံးလေးရာနေအကြောင်းအရာလေးတွေကိုရိုးရိုးရှင်းရှင်းပြောပြပေးသွားပါမယ်ဒီစကားလုံးလေးတွေကရိုးရှင်းပေမဲ့ကျမတို့ဘဝမှာအများကြီးအထိပယ်ရှိပါတယ်အစင်းနည်းဖြစ်ပြီးဆိုစလိုက်ကြရအောင်နော်ဒါဆိုပထမဆုံးအနေနဲ့09ရွှေရီ I can appreciate ဆိုတဲ့စကားလုံးလေးပေါ့ဘယ်လိုထင်မြင်ပါသလဲဆွေးနွေးပြပါအောင်နော်အာကဲပါအာရှင်းနေနေကတော့အာတစုံတစ်ယောက်ကကိုယ့်အကူအညီတစ်ခုခုပေးရင်အာကျေးဇူးတင်စကားကိုမဖြစ်မနေပြန်ပြောပြလိုက်တာကလည်း appreciate လုပ်တယ်လို့ထင်ပါတယ်အာကြီးမားရဲ့အကူအညီပဲဖြစ်စေဒါမှမဟုတ်အာဝင်းမလေးရဲ့အကူအညီအသေးမွားလေးအတွက်ပဲဖြစ်စေကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုမဖြစ်မနေပြောတင်ပါတယ် အဲဒီလိုပြောလိုက်တာကအကူအညီပေးရတဲ့သူရဲ့စူးစမ်းမှုအကူအညီအာဒါမှမဟုတ်ရင်သူ့အကူအညီရဲ့အရေးပါမှုကိုကိုကရင်ထဲကနေအာလိုက်လိုက်လေလေနဲ့အတိအမှတ်ပြုပေးရရောက်ပါတယ်။ online class မှာတက်နေရင်ကျွန်မတို့ကျောင်းသားရဲ့အတွက်ဆိုရင်အာဆရာဆရာမကိုတတ်မှုထားပြီးရောပြောဆိုတတ်ဖို့လိုပါတယ်။ဥပမာနည်းလေးဆိုရင်ဆရာဆရာမတွေ meeting ထဲကိုဝင်လာတဲ့အခါနှုတ်ဆက်စကားပြောတာစာမေးတဲ့အခါမှာပြန်ဖြေတာမျိုးပြီးရင်ဆရာဆရာမတွေနဲ့ဖြစ်ဖြစ်ကျောင်းသားချင်းချင်းမှာပဲဖြစ်စေသင်ခန်းစာတွေကိုဆွေးနွေးရမျိုးက ကျောင်းပေါ်ရောဆရာဆရာမတွေအပေါ်မှာတမိုးထားရဲ့အပြုမျိုးဖြစ်ပါတယ်။ဒါကတင်ကြားပြတတ်ပြီးဆရာဆရာမအပေါ်မှာ appreciate လုပ်တယ်လို့ပြောလို့ရပါတယ်။ဒါပြီးတော့ဆရာဆရာမတွေဆရာဆရာမတွေအပေါ်ကျမဲလားဆိုရင်တော့မဟုတ်ပါဘူးနော်။ပြီးတော့အတန်းပေါ်ရဲ့အားထုတ်မှုကိုအတိမတ်ပြုပေးရတယ်။ပြီးတော့တမိုးထားပေးရတယ် appreciate လုပ်ပေးရတယ်။ဒါမျိုးတွေကိုလည်းလုပ်ပေးဖို့လိုအပ်ပါတယ်။အခုလို group presentation တွေလုပ်တဲ့အခါမှာဆိုရင်အတူတူတယောက်တည်းလုံးလို့ရတဲ့အရာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့အတူတူစူးစမ်းခဲ့ကြရဲ့ တယောက်ချင်းစီကိုကိုကျေးဇူးတင်ပေးဖို့ပူပေါင်းပါဝင်ပေးရဲအတမ်းမတငယ်ချင်းတွေကိုတမ်းမထားပေးဖို့လိုအပ်ပါတယ်။ကျမတို့တမ်းမှာဆိုရင်လည်း project တစ်ခုပြီးသွားရဲ့အခါဆိုရင်ပါဝင်စူးစမ်းကြရတဲ့သူတွေကိုတယောက်နဲ့တယောက်ကျေးဇူးတင်ကြအောင်ပြောရကြရဲ။ဥပမာဆိုရင်အားလုံးပင်ပန်းသွားကြပြီ။အခုလိုပါဝင်ခဲ့ကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အဒီလိုမျိုးပြောရကြပါတယ်။ဒီလိုစကားကိုပြောတဲ့အခါမှာပြောတဲ့သူရဲ့ရင်ထဲမှာဒါမှမဟုတ်ပဲအပြောခံလိုက်ရတဲ့သူရဲ့စိတ်ထဲမှာပါ PD ဖြစ်စေနိုင်ပါတယ်။ ။အဲ့လိုမျိုးကျေးဇူးတင်စကားပြောရတာတံမိုးထားတဲ့အပြုမလေးရာဆိုရင်ကျမတို့ရဲ့နေ့စဉ်ဘဝကိုပို့ပြီးတော့အသေးပဲရှိစေနိုင်တယ်လို့မြင်မိပါတယ်။အာပြီးတော့ကျေးဇူးတင်လက်တဲ့အကြောဆိုရင်လူမှုစက္ကန့်ရေကိုလည်းပို့ပြီးတော့ကောင်းမွန်လာစေနိုင်ပါတယ်။အဲ့လိုမျိုးတဖက်သားအပေါ်မှာတံမိုးထားတဲ့အလေးအကျဉ်းတွေကိုလည်းမွေးမြူတတ်ဖို့လိုအပ်ပါတယ်။အာနံပါတ်၁ဆိုရင်ကျေးဇူးတင်စကားကိုအမြဲပြောတာမျိုးအာနံပါတ်2သူရပါရဲ့အာသာချက်တွေကိုချီးကျူးပေးရမျိုးနံပါတ်3တပတ်သားကိုဝေဖန်တဲ့အစာအကြံပြုပေးရမျိုး အဒီလိုမျိုးအလေးအကျဉ်းတွေကိုလည်းမွေးမြူတက်ဖို့လိုအပ်ပါတယ်။တမိုးထားတဲ့တဆိတ်ကဆိုရင်လူတိုင်းကိုပို့ပို့မှုပြီးတော့ယဉ်နီးစေနိုင်တယ်လို့ထင်မိပါတယ်။အခုအခုဆိုရင်အပြင်မှာတော့တစ်ခါမှမတွေ့ဘူးပဲနဲ့အခုလိုမျိုးအတူတူတက်ရောက်နေတဲ့ online school တွေမှာဆိုရင်လည်းအပျော်ရွှင်ပွဲရာတင်းမှုပတ်ဝန်းကျင်တွေကိုဖန်တီးပေးနိုင်တယ်လို့ကျွန်မကတော့မြင်မိပါတယ်။အာဒီကနေ့နေဆိုရင်လည်းဘလိုမျိုးကိုယ့်အကူအညီကိုညီကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုတော့အများအားဖြင့်ပြန်ပြောပေးပြီးရှိပါတယ်။ဒါကလည်းလူ့ကျေးဝန်းတူလူ့ကျေးဝန်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူးနော်။ အာအပြန်လမ်းမဲပေါ့နော်ကိုကကိုကတစုံတယောက်ကိုကူညီလိုက်လို့သူကကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုပြန်ပြောပေးလိုက်တာနဲ့ကိုရဲ့ရင်ထဲမှာကြီးနူးသွားတယ်အာပျော်ရွှင်သွားတယ်အာသူကကိုရဲ့ကူညီမှုကိုတန်ဖိုးထားရဲဆိုတာကိုသိရတဲ့အတွက်လည်းပီတိဖြစ်ရပါတယ်နောက်ပြီးတော့ဒီစကားလေးကိုပြောဖို့ဆိုတာကအရန်ခက်ခဲနေတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူးနော်နောက်ပြီးသူ့စီကနေအကူအညီတစ်ခုကိုယူလိုက်ရလို့အဲ့ဒီအတိုင်းကိုကပြန်ပြီးတော့တန်ပြန်ကူညီပေးနိုင်မှကျေးဇူးဆက်ကျေးဇူးဆရာရောက်တယ်လို့မှတ်ယူလို့တော့မရဘူးပေါ့နော် ာကျေးဇူးတင်ကြောင်းပြောလိုက်တာကလည်းကျေးဇူးစံနေတစ်မျိုးလိုပဲထင်မိပါတယ်။နောက်ပြီးကျမတို့မြန်မာလူမျိုးတွေမှာအခုလိုမျိုးအပြုတ်မှုလေးတွေဆိုရင်တော့အာရင်ကြီးရဲ့ဒီတိုင်းမှာရှိကြပါတယ်။အာရှော့ကတော့ဒါကို appreciate တစ်မျိုးလို့ထင်ပါတယ်။အာညွအနေနဲ့ရော appreciate ကဘယ်လိုမျိုးလဲဆိုတော့ဘယ်လိုမျိုးထင်လဲဆိုတော့စဉ်းနေပြပါအာဒါစကားလုံးနဲ့နေမဟုတ်ပဲ physical language မှာလည်းတရားမှုရှိနိုင်ပါတယ်ဥပမာဆိုရင်ကိုကဖုန်းထဲမှာ show တစ်ခုကိုဖြစ်ဖြစ်ရုပ်ရှင်တစ်ခုခုကိုပဲဒီပြစိတ်ဝင်စားကြည့်နေရယ် ဲ့ဒီအချိန်မှာတခြားလူတယောက်ကကိုယ့်ကိုစကားလာပြောမယ်အဖော်လာဆက်မယ်ဆိုရင်အဲ့ဒီအချိန်မှာကိုကဘူးဘဲအာရုံစိုက်ပြီးတော့သူ့ကိုပြန်အဖက်မလုပ်ဘူးဒီလိုဆိုရင်သူ့ရင်ထဲမှာဝမ်းနည်းမှုစိုက်ခဲတဲ့လူဖြစ်သွားနိုင်ပါတယ်ကိုကအဲ့လိုမလုပ်ဘဲဘူးကိုခဏရက်ပြီးသူ့ရဲ့မျက်လုံးကိုတခြားစိုက်ကြည့်ပြီးမျက်နှာလေးပြုံပြီးအဖော်ပြုတ်ပေးလိုက်မယ်သူပြောတာတွေကိုဘီယူတစ်ဆိုင်နားထောင်ပေးပြီးအလေးပေးလိုက်မယ်အဲ့လိုဆိုရင်သူ့အနေနဲ့ပျော်ရွှင်သွားနိုင်တယ်လို့ကြည်မှုသွားစေနိုင်ပါတယ်။ဒါကလည်း appreciate တမျိုးပါပဲ။နောက်ထပ်မိမိကိုကူညီလိုက်တဲ့အခါအ ကိုယ်ကိုယ်တိုင်ကရှက်တက်တဲ့အခါမျိုးမှာစကားပြန်မပြောနိုင်တဲ့အခါအအနေဆုံးမျက်နှာလေးပြုံးပြပြီးခေါင်းလေးငိမ့်ပြလိုက်တာကလည်း physical body language appreciate တစ်ခုပဲဖြစ်ပါတယ်အဲဒီလို7ပါတယ်လေထင်ရပါတယ်ဆွနေပြပါကျေးဇူးတင်ခဲ့ဖို့ဆိုတာရိုးရှင်းတဲ့စကားလုံးတစ်ခွန်းထပ်ပို့ပါလေဒါကတစ်ဖက်လူရဲ့စူးစမ်းမှုစေတနာဒါမှမဟုတ် ူပေးတဲ့အချိန်ကိုအမှန်တကယ်တန်ဖိုးထားကြောင်းပြသတဲ့နီလန်တစ်ခုပဲညွန်ပြောတယ်လို့ကြီးမားတဲ့ကုညီပဲဖြစ်ဖြစ်တင်းငဲ့တဲ့ကုညီပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်လို့ဒီထက်ကနေပြောလိုက်ရင်နှစ်ဦးနှစ်ဖက်လုံးစိတ်ထဲမှာပျော်ရွှင်မှုကိုဖန်တီးပေးပါတယ်ဒါကလူမှုဆက်ဆံရေးရဲ့အခြေခံကြတဲ့ယဉ်ကျေးမှုတစ်ခုလို့တောင်ပြောလို့ရပါတယ်။ဘာကြောင့်ရေးကြည့်လဲကျေးဇူးတင်စကားကတစ်ဖက်လူကိုမင်းရဲ့လောက်ရက်က ငါတွေ့တံမိုးရှိတယ်ဆိုတဲ့ခံစားချက်ကိုပေးတယ်။ဒါကသူတို့ရဲ့စိတ်သက်ကိုမြင့်တင်ပေးပြီးနောက်ထပ်ကူညီချင်တဲ့ဆန္ဒကိုပုံမှုဖြစ်ပေါ်စေပါတယ်။ဥပမာညော့ပြောတဲ့အတိုင်းတငယ်ချင်းကအိမ်စာကူပေးတာမျိုးဖြစ်ဖြစ်ဆရာကိုခွင့်တိုင်ပေးတာမျိုးဖြစ်ဖြစ်တိတ်တိတ်လေးထင်ရပေမဲ့ဒီအတွဲကျေးဇူးတင်တယ်လို့ပြောလိုက်ရင်သူတို့စိတ်ထဲမှာကြီးနှံ့မှုရသွားတယ်။ဒါကဆက်ဆံရေးကိုပုံမှုနှူးချိစေတယ်။မြမယဉ်ကျေးမှုနဲ့ဘလို့ဆက်ဆက်တယ်လဲဆိုရင်မြမလူမျိုးတွေက အကူညီပေးရင်ကျေးဇူးတင်တဲ့စကားကိုပြောလို့ရှိကြပါတယ်။ဆိုတာကသဘာဝအတိုင်းပါလာတဲ့လိထပါ။ဒါကငငင်ကတဲ့ကမိဘဆရာ အကြီးအကဲတွေစီကသင်ယူရတဲ့အဖို့တန်တစ်ခုပါ။ဒီလိုအပြန်အလှန်တန်ဖိုးထားတတ်တဲ့စိတ်ဓာတ်ကမြမလူအဖွဲ့စည်းကိုပို့ပြီးတဟဆတာဖြစ်စေလို့ပိုင်နေချင်ပါတယ်။ညွှန်ပြောသလိုဒါကလူကျင်းဝတ်တစ်ခုပဲလို့တချို့ကကျေးဇူးတင်တတ်ဖို့စကားကိုပြောဖို့ရှက်နေတာမျိုးစိတ်ထမ်းမှာ စိတ်ထဲမှာတမျိုးဖြစ်နေတာမျိုးရှိတယ်ဒါကပတ်ဝန်းကျင်နဲ့ရောဆိုင်တလို့မိသားစုနဲ့ရောဆိုင်တယ်ဒါကြောင့်အခုကစပြီးစူးစမ်းပြီးပြောကြည့်ဖို့အားလုံးကိုအကြံပြုချင်ပါတယ်ဒါကရိုးရှင်းပေမဲ့အတိတ်ပဲရှိတယ်ကိုယ်တိုင်လည်းဘာကြောက်တန်ဖိုးထားသိလဲဆိုရင်ဂျေဆုတင်စကားပြောတဲ့အခါတစ်ဖက်လူတင် မကဘူးကိုကိုတိုင်လည်းစိတ်ထဲမှာကြည်နူပြီးပျော်ရွှင်လာရပါတယ်ဒါကကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုလည်းအထောက်အကူ ဖြစ်စေတဲ့ဥပမာပိုင်းဆိုရင်တန်ငယ်ချင်းတယောက်ကအပိုင်းရအတွက်အချိန်ပေးပြီးစကားပြောပေးတဲ့အခါမင်းနဲ့စကားပြောရတာဟာတကယ်စိတ်ထဲမှာပေါ်ပါသွားတယ်လို့ပြောလိုက်တယ်ဒီလိုပြောလိုက်ရင် तू ပြောရောင်ချင်းမကဘူးပိုက်ဆက်ပိုက်စိတ်ထဲမှာလည်းအပြုတ်မှုတဘောဆောင်တဲ့ခံစားချက်ကိုဖြစ်ပေါ်စေတယ်ဘယ်လိုလုပ်ရင်ပိုကောင်းမလဲညော့ပြောတယ်လို့ကျေးဇူးတင်တဲ့စကားကိုရင်ထဲကလှိုင်းနေလေလေပြောဖို့ကအဓိကပါပဲ ဒါပေမဲ့တခါတလေဘယ်လိုပြောရမလဲဆိုတာစဉ်းစားမိတယ်မလားဥပမာကျေးဇူးတင်ပါတယ်လို့တခွန်းပြောတဲ့အထက်မင်းအခုလို့ကူညီပေးလို့ငါတိတ်ဝမ်းသာရတာပါပဲလို့သူ့ရဲ့အကူအညီကိုတန်ဖိုးထားပြီးအသေးစိတ်ဖော်ပြပြီးပို့ပြီးထောက်တယ်ဒါမှမဟုတ်မင်းအချိန်ပေးပြီးငါတော့ဒီလိုလုပ်ပေးလို့တကယ်ကျေးဇူးတင်တယ်လို့ပြောလိုက်ရင်သူ့အချိန်ကိုချီးကျူးရင်သူရဲ့စိတ်ထဲကိုပူဝမ်းသာသွားစေပါတယ်ဒါကလည်း appreciate တမျိုးပါပဲ I can appreciate ဆိုတဲ့ခေါင်းစဉ် link ကိုမမရောပါဝင်ဆွေးနွေးပေးပါအောင်လို့ဖိတ်ကြားပါတယ်ခင်ဗျာဟုတ်ကဲ့07ဖြစ်တဲ့ကိုပိုင်ပြောခဲ့သူလိုပဲ appreciate လုပ်ခြင်းဖြင့်မိမိရဲ့ပတ်ဝန်းကျင်ဆက်ဆံမှုတကယ်ချင်းမိသားစုချိတ်ရတဲ့သူတွေနဲ့ဆက်ဆံရေးတွေဟာဆိုရင်ပုံပြီးခိုင်မာလာမှာကတော့အမှန်ပဲဖြစ်ပါတယ်မိမိကိုကူညီပေးတဲ့အခါမှာကျေးဇူးတင်လို့ရုံနဲ့မကောက်လောက် ကျေးဇူးတင်လောက်ယုံရဲ့မလုံလောက်ဘူးလို့ခန်းစားလာခဲ့တဲ့အချိန်မျိုးတော့ဆိုရင်တော့ပေါ့နော်လက်ဆောင်လေးတွေပေးတာမျိုးဥပမာမိမိကိုကူညီခဲ့တဲ့လူတယောက်အတွက်မဟုတ်ဒါမှမဟုတ်လက်ဆောင်ပစ္စည်းအမျိုးမျိုးဖြစ်ကျေးဇူးတင်ကြောင်းပြောတာမျိုးဖြစ်လဲ appreciate လုပ်ခြင်းဒီနောက်တစ်မျိုးပါပဲတကယ်လို့ what if we didn't appreciate appreciate မလုပ်ခဲ့ဘူးဆိုရင်မိမိဘက်ကဒါမိမိရဲ့ မိမိရဲ့စိတ်ထဲကသာဘာမှမဖြစ်သွားလောက်ပုံနဲ့မိမိရဲ့တပတ်တပတ်သားရဲ့စိတ်ထဲမှာလည်းအလိုမကျဖြစ်လာမယ်။ effort တွေထည့်ပြီးမှရလက်အနေနဲ့ဘာမှမရလိုက်ရဘူးဆိုရင်ဥပမာအနည်းဆုံး facial expression or thank you ဆိုတဲ့စကားလေးတော့မရလိုက်ဘူးဆိုရင်တပတ်သားရဲ့စိတ်ထဲမှာအလိုမကျဖြစ်နေလိမ့်မယ်။ဝမ်းနဲ့နေလိမ့်မယ်။အသွေးမျိုးစုံနဲ့လည်းရှုပ်ထွေးနေလိမ့်မယ်။ကိုလိုအပ်နေတဲ့အခါရောက်လာတဲ့ကဲရင်ဆိုရင်တော့မှကိုကြီးချင်းမှသာလေကိုကြီးလေးနောက်လိမ့်မယ်။ ိုသူ့ကိုကူညီလိုက်တဲ့အခါမှာလည်းကိုလုံးခဲ့တယ်လို့ပြန်လုံးခဲ့လိမ့်မယ်။အဲ့ဒီအခါမှာနေရောက်ကြတဲ့ကဆက်ဆက်ရင်းများဆိုရင်အတ္တိအဆက်အတိုင်းပဲသွားရပါလိမ့်မယ်။အဓိကပြောချင်တာကတော့ငရလိုမျိုးမှန်လိုမျိုးပါပဲ။ကိုကသာအကောင်းလို့ရှင်နေဆိုရင်ကိုကိုယ်တိုင် appreciate လုပ်ပြီးတော့ဆက်ဆက်ရပါဆက်ဆက်ရပါမယ်ဖြစ်ပါတယ်။ appreciate appreciate လုပ်တယ်ဆိုတာကလည်းပဝင်ချင်းနဲ့ဆက်ဆက်ရေးကြမှာဒီမှာခုတ်ပဲနဲ့မိမိကိုယ်တိုင်ကိုလည်း appreciate လုပ်တင်တယ်လို့ပဲထင်ပါတယ်။ မိမိမှာရှိတဲ့အရာကို appreciate မလုပ်ပဲလိလုရှုထားပြီးတော့ပိုကောင်းတဲ့အရာတွေကိုမျှော်ငင်းနေရဆိုတဲ့အခါမျိုးပေါ့ဒီလိုမျိုးဖြစ်နေတဲ့အခါမျိုးမှာဆိုရင်မိမိလိုမျိုးလုံးဝမရှိတဲ့မရှိနေတဲ့လူတွေကိုသတိရလိုက်ပါဥပမာပြောရရင်မောင်လေးညမလေးတို့တွေအကြောင်းတက်လာတာပြင်းလာပြီးတော့အတန်းတွေပြေးလာတာမျိုးဆရာမခေါ်တဲ့အခါမှာ response အကြောင်းပြချက်မရှိဘဲနဲ့အကြောင်းပြန်ကြားချက်မရှိဘဲနဲ့တိတ်ဆိတ်နေပြီးအနောက်မှာလှုပ်ရှင်လာတယ်လို့မြင်တာမျိုး အိမ်စာမလုံးလာတာမျိုးလို့ဆိုတဲ့အချိန်မှာပြန်တွေးကြည့်လိုက်ပါမိမိလိုမျိုးចောင်းသားတွေနေပြည်တော်ပညာကိုခက်ခက်ခက်ခဲတက်ရောက်နေရတဲ့လူတွေကိုသတိရလိုက်ပါမောင်လေးတို့ညီမလေးတို့ဟာဆိုရင်အိမ်မှာလုံခြုံတဲ့အမူအောက်မှာဖုန်းဒါမှမဟုတ်ကွန်ပျူတာလေးအရှိမချပြီးစပွဲခွန်အရှိမထိုင်ပြီးတော့ပညာလေးသင်ယူရတဲ့ကလေးလေးတွေကလေးလေးတွေအနေနဲ့ဆိုရင်တကယ်ကိုကန့်ကောက်လာပါတယ်ဆိုတော့အမပြောသွားခဲ့တဲ့ဥပမာကကိုယ်တိုင်မှာရှိတဲ့အရာမျိုးကို appreciate လုပ်ရမှာပဲဖြစ်ပါတယ်

လူဘဝတစ်ခုမှာပျော်ရွှင်တတ်ဖို့အဖြစ်အပျက်သေးသေးလေးကိုတော့ every single လောက်တက်ဖို့လိုအပ်ပါတယ်။ဥပမာမနမိုးလင်းတိုင်းနေအောင်စနစ်လေးဖြူတည်ကြတဲ့အခါ every single လောက်တက်တဲ့အကျင့်ကအစိတ်ကြီးကြီးမှုရွက်ကြစေတယ်။ကျမတို့ဒီဘဝကြတဲ့အရာတိတိလေးတွေဥပမာတခြင်းကောင်းလေးတွေနားထောင်နေတဲ့အချိန်ကိုမျောလင့်နေတဲ့အစကတခုအပိုင်းလေးထွက်လာတဲ့အခါမျိုးမှာဖြစ်ဖြစ်အမေကကျမတို့ကြိုက်တဲ့ဟင်းလေးတွေကိုကျမတို့အတွက်ချက်ပြုတ်ပြင်ဆင်ပေးတဲ့အခါမျိုးမှာဖြစ်ဖြစ်အဖေကအပြေးကပြန်လာချိန်မှာကျမတို့အတွက်လက်ဆောင်လေးတွေဝယ်လာတဲ့အခါပဲဖြစ်ဖြစ် ဘွားမှာကြုံတွေ့ရတဲ့အသေးမားလေးတွေကိုကစား episode လောက်တတ်ဖို့လိုပါ episode လောက်တယ်ဆိုတာစဉ်းစားချက်လောက်ခက်ခဲတဲ့အရာတစ်ခုမဟုတ်ပါဘူးအဲဒါကြောင့်အပြုမူလိုက်တဲ့ i can episode ဆိုစကားလေးအတိုင်းကျေးဇူးတင်တတ်ဖို့ကျေးဇူးတင်ကြောင်းပေါ်ပြရဖို့တံပိုးထားရဖို့အတိအမှတ်ပြရဖို့လိုပါတယ်တမီးတို့ပြောချင်တဲ့အကြောင်းအရာလည်းတော့လောက်ပါပဲရှင်ခုလို presentation လေးကိုပြုလုပ်ခွင့်ရတဲ့အတွက်အရင်လည်းပြောရှင်းရတယ်လို့ဘုဒ္ဓတရားတွေလည်းအများကြီးရတဲ့အပြင်လူမှုစုစည်းရေးမှာလည်းပုံမကောင်းမှုနဲ့အခြေအနေတခုရောက်ရှိစေပါရှင် ခုလို presentation လေးကိုလောက်ခွင့်ပြီးရဲ့ teacher တို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ presentation လေးကို teacher တို့နဲ့အတူနားထောင်ပေးခဲ့ကြတဲ့အမောင်လေးညီမလေးတို့ကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ရှင်